ငါအမှတမတော်ကိုချစ်သေးတယ်တမတော်သားတွေအတွက်အသုံးဝင်သေးတယ်တမတော်သားတွေအတွက်အသုံးဝင်မယ်နဲ့တမတော်တော်လန်တွန်းလန်တိုက်ခိုက်နေတယ်လူတွေမင်းတို့တရားစွဲလေဘာလို့မစွဲရလဲမင်းတို့ဘယ်ရည်ရည်လားပါတီတို့အမိုးတို့အတီးတို့အကြောက်ရယ်ကင်းနန်ယူကင်းနန်ယူ KMD ကို PNLA plus PDF တတ်တော်တွေကဟိဟိထားနေတာ ဟယ်လိုချရမီဝပီတူညီကိုမောင်မောင်များအားလုံးမင်္ဂလာပါ news pitch channel ကနေပြန်မကြိုဆိုလိုက်ပါတယ် 2025ခုနှစ်မေလ18ရက်ကျွန်တော်မနက်ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနက်မှာဆိုတော့တော်လိုင်းရဆူတွေနဲ့ပြည်မှာယူဆောင်လာပေးတဲ့တရင်ကောင်းတွေများစွာအူဖျက်ဖျက်ကျွန်တော်ကြားသိရတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ဒီနေ့မနက်မှာဆိုတော့ကျွန်တော်ဒီတော်လိုင်းရတရင်ကောင်းတွေပြန်ခုဆွန်လက်နေရဆုံးကနေပြည်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့မှစစ်ကောင် CSS ကန်းတွေ YES ကန်းတွေလည်းတင်ပြဖို့ကြိုးစားနေတာဖြစ်တယ်လို့တစ်ဖက်မှာတော့မုံမရက်ခွဲပေါ်တော့ခြေခွဲလမ်းမဲတွေလည်းကျွန်တော်တို့ကြားမှာပဲဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်။အယုံဆုံးတရင်တို့အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချမ်းနယ်မှာခရိုင်အစဉ်စစ်စင်ရေးအနေနဲ့တော်လိုင်းပွန်တဖို့ဘုံနဲ့နေပြီးတော့မှဆိုးဆုအထိုင်စခန်းတွေကိုမနေ့ကစတင်ထုတ်ဆစ်စင်တိုက်ခိုက်ခဲ့ရမှာဆိုးဆု50ထက်မနေ့တည်ဆုံပြီးတော့မှတော်လိုင်းရဲဘော်တွေကကိုအိုးကြဆုံးထားတာဖြစ်လို့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ် မင်းချန်ခရိုင်အတွင်းမှာရှိတဲ့စိုးစုစခန်းတွေကိုစောက်တင်တက်ခိုက်တဲ့နေရာမှာတော်လိုက်တဖို့တွေကဘီရိုမအသာစီနဲ့တက်ခိုက်နိုင်ခဲ့ပြင်ပအထင်လာတဲ့စိုးစုကလည်းဘီရိုမလေးကြောင်းနဲ့အချိန်များစွာဘုံချက်ပစ်ကိုပေးပြီးတော့မှလက်နဲ့ကြီးနဲ့ပါပစ်ကိုပေးတာတွေကြောင့်တော်လိုက်တဖို့ဝင်တွေကတိခိုက်ကြဆုံးမှုတွေလည်းရှိခဲ့တယ်ဆိုပြီးတော့မှနောက်ထပ်တည်ရတာပဲဖြစ်ပါတယ်။မနေ့ကကြောက်ပြရတဲ့ပွဲမှာကကိုလူတွေကအတော်လေးကိုသာစီရနေပြီလို့ပြောလို့ရတယ်။အဲ့ဒီအချိန်မှာ၈၁တက်သွားတဲ့အချိန်ကင်းပွန်းနဲ့တွေ့ပြီးတော့ပြက်ခံလိုက်ရတာရဲဘော်တွေရဲ့ယုံလောင်းကတော့ပြန်မရခဲ့ဘူးပေါ့။စိုးစုဘက်ကလည်းအထင်နာသေးများတယ်။ လူနာတင်ကားတွေနဲ့မြင်းချံမြို့ပေါ်မောင်းသွားတာတွေ့ရတယ်။တရားတလောက်ဆိုရင်တော့90ကျော်လောက်တည်တယ်လို့ကျွန်တော်သတင်းရထားတဲ့ဆိုပြီးမှမြင်းချံနဲ့တော်လိုင်းတစ်ဖက်နဲ့နီးစပ်သူတူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကအခုဆိုရင်မြင်းချံနဲ့တွားပြီးမှဆိုတော့တိုက်ပွဲတော်တော်လေးပြင်းထန်နေတာပြီးတော့မှနှထိုးကြီးမှဆိုလည်းတော်လိုင်းရေးပွန်တစ်ဖက်ဝင်နေတယ်ပြီးတော့မှစစ်ကောင်စီစစ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ကရင်ပြည်နယ်ပန်းခရိုင်တွင်းမှာဝင်ရောက်ကျူးကျော်တပ်ဆွဲထားတဲ့အချမ်းပစစ်တပ်ရဲ့မော်ကွေးလူတပ်စခန်းကိုအပြစ်တပ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့စပရမကန်ယူဘူကနေပြန်မထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်သိမ်းပိုက်မှုကိုတမဟာခွန်လျောက်ခန်ကရင်မျိုးသားလူမျိုးရေးတမတော် KNL နဲ့ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO တို့ကနေပြန်မပူးပေါင်းလို့ဆောင်ခဲ့တာလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အခုလိုမျိုးပေါ့နော်ကျွန်တော်ဒီ party တွေကတော့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုစကူပြီးစကူသိမ်းပိုက်ရရှိနေတာဖြစ်ပြီးတော့ဒါကတော့ကျွန်တော်တောင်းပိုက်တယ်မှာဆိုတော့ ကန်ယူနဲ့ PDF ပူပေါင်းတဖို့ဝင်တွေရဲ့ပြောင်းပြောင်းလာတဲ့ပူပေါင်းစစ်စင်ရေးတွေကိုအခုဆိုရင်မြင်နေရတာပဲဖြစ်ပါတယ်မကြခင်မှာတော့အားလုံးကြားချင်နေကြတဲ့မိမာထက်ထီလာတော့မယ်ပေါ့နော်စစ်စင်ရေးဆိုတော့ပိုးပြီးတော့မှအရှုံပြင်းပြင်းနဲ့ကျတို့တလိုင်းတဖို့အနေနဲ့သူပူပေါင်းပြီးတော့မှလှုပ်ဆောင်ဖို့ရှိနေတာပဲဖြစ်ပါတယ်ကဲကျတို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့ကျတို့ PDF ပူပေါင်းတဖို့ဝင်တဲ့နေပြီးတော့မှစစ်ကောင်စီရဲ့ဝလူရဲစခန်းကိုအပိတသိမ့်ပိုင်ရရှိနိုင်ဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြမတေချာရှင်းပြထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာ ကျွန်တော်စာချစ်လိုက်ရအောင်နော်ဝတ်ဒူယက်စကန်ဆိုတာမန္တလေးမိထီလာနဲ့တနာယီပဲသွားရတယ်နေပြည်တော်နဲ့တနာယီပဲသွားရတယ်အဲ့နာထီဒီလူကဝေးတက်နေပူပေါင်းတက်နေထိုးစစ်စင်နေတာအဲ့တော့စီးချင်းဝင်ရှာဖို့ပြောင်းလဲသွားနိုင်တယ်ရလက်ကြီးတုံးခုရဲ့နောက်ဆက်တွေထိုးစစ်တွေဟာတရဆက်ရှိနေပါတယ်ထို့သူပဲခုနကျွန်တော်ပြောတဲ့ကွင်းကောင်းအင်ဂဘူး တက်မလို့အမှန်ကတမ်းမြင့်လေးချင်းကြောင့်တက်ကကငါတက်သားတွေကိုသင်္နန်းပေးနေတဲ့နေရာအနီးမှာတက်ကကငါပါတိမ့်ကိုတိမ့်ပါဆိုတာကိုညင်းလို့မရဘူးအဲ့တော့ဝလူကိုနတို့ဤတောင်တာမလိုင်ပြင်းစီအော် sorry နတို့ဤတောင်တာမလိုင်မိတ္တိလာတာစီတကြောလို့ထုံးစစ်စင်နိုင်ဖို့ကြိုးစားနေတယ်။လက်ရှိစစ်မျက်နှာကြီး၃ခုဖြစ်တဲ့မြို့ဝကျွန်းမော်ထုံးစစ်အရခတ်တော်အေနဲ့ဦးအောင်တက် ။နောက်ထပ်စစ်မျက်နှာကြီးတစ်ခုဖြစ်တဲ့မြင်းညံခရိုင်ထူးဆစ်စင်ရဖြစ်တဲ့မြင်းညံတောက်တာမလိုင်းတထုံကြီးစီမီကိုမာတီမန်းစီတို့လားမိတ်ထီလာလားနေပြီတော့လား။နောက်ထပ်စစ်မျက်နှာတစ်ခုကတော့ပါတီတို့အမိုးတို့အတီးတို့အကြော့တို့ရဲ့ KNU KNU KMDO KNLA plus PDF တက်တော်ကြီးကဟိဟိထနေတာပြော။ KNU KNLA PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာ လေးလေးမြန်မြန်နဲ့သာတချိန်လုံးဝင်ရောက်နိုင်ရင်ညောင်ခါရှိခိတ်ကူဖြူချညောင်ခါရှိလမ်းမကြီးရန်ကုန်အမှတ်နဲ့လမ်းမကြီးစီတို့သို့မဟုတ်ညောင်ခါရှိစစ်တောင်းတရာမတီတောင်ဘက်ကိုထောင်တပီးကြောက်ကြီးမုတ်တောင်ဘူဘက်တကြောကိုထောင်တပီးနေပြီးတော့စီတို့ဒါမှမဟုတ်ဝေါ်ဘကိုဖျားကြီးဖျားလေးမတီ ရန်ကုန်ပြည်လန်းတာယာဝတီအုပ်ဖို့တကြောကပူပေါင်းတက်တွေနဲ့ပေါ့ဒါဆိုရင်တော်လိုင်းရဲ့ထိုးစစ်ဟာတော်လိုင်းရဲ့စီရင်ချိန်ခွင်ရှာဟာဖက်စစ်တက်ကိုအကြီးအကျယ်ရှုံနေစီမှာဒီချိန်မှာမင်းအောင်လိုင်းဟာအရှုံးပေးချင်နေပါပြီဒါပေမဲ့ပိုင်ဆိုင်မှုများပြီးအကျိုးစီးပွားကြီးလေလေအကြောက်တရားကြီးလေလေမြတ်မင်းအောင်လိုင်းတကူရင်နဲ့ဆိုရင်သူအရှုံးပေးလိုက်ပြီးတော့ထွက်ပြေးသွားချင်တယ်ဒါပေမဲ့ သူနဲ့တော့သူ့မိသားစုရဲ့အကျိုးစီးပွားဟာဗမာတပြည်လုံးမှာအင်မတန်များပြားပါတယ်။သူနဲ့တူစစ်ဘုံကျောင်းရဲ့အကျိုးစီးပွားဟာဗမာတပြည်လုံးမှာအင်မတန်များပါများပြားလုံးလောက်ပါတယ်။ဒီအကျိုးစီးပွားတွေများလေလေအကြောက်တရားကြီးတွေလေဖြစ်တဲ့မင်းအောင်လှိုင်တို့စစ်အုပ်စုဟာအခုကာလမှာအကြောက်ကြီးကြောက်ပြီးကြောက်ကန်ကန်နေရတာ။ဒါတော့ဆရာလူမဲကြောင်းနဲ့ပြောမှာပါနော်။ကျွန်တော်ဝလူရဲစခန်းကို PDF ပူပေါင်းတပ်ဖို့မနေနဲ့ပြောမှာတက်ခတ်တင်ပေးနေဖို့ ကျိုးစားနေတယ်ဆိုတဲ့အကြောင်းကြားရတဲ့ပြမတစ်ဖက်မှာကျတော့တောင်ပိုင်းသင်းသင်းကနေပြီးတော့မှအရှင်ဟွန်ပြင်းပြင်းနဲ့စစ်ကောင်စီရဲ့အထိုင်စကားတွေကိုတခုပြီးတခုသိမ်းပြနေတဲ့ကန်ယူနဲ့ PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ထိုးစစ်ဆွမ်းရည်တွေကိုလည်းကျတော့မိထားလို့မရဘူးဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်တော့ကျတော့ AA နဲ့ PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့မြို့ဝချုံပေါ်ကနေပြီးတော့မှစံတက်လာမယ်ပေါ့နော်။ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဖြိုချမဲ့အတိုက်ပွဲနဲ့ကျတော့တောင်ပိုင်းသင်းကတော်လိုင်းတပ်ဖွဲ့ဝင်တွေစူးစီးပြီးတော့မှအညာမှာရှိတဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေအားကျတော့ဟန်ချင်ညီနဲ့ဆက်လက်ပြီးတော့မှတပေါင်းစုတစ်ခုအနေနဲ့ စတင်ဖွဲ့စည်းနိုင်မယ်ဆိုတော့စကောင်စီတရှိတဲ့နေပြီးတော့ထိတောင်မှကျွန်တော်တို့အနေနဲ့ခြေလမ်းပြင်ပြုံးမှာ စစ်ကောင်စီရဲ့ဒီစစ်မျိုးဝါဆိုရင်ကျိုးသွားနိုင်တယ်ဆိုတော့အကြောင်းကျွန်တော်ကြားရပဲဖြစ်ပါတယ်ဒီချိန်မှာမျောက်လိုင်းကတော့နေမသက်ထိုင်မသက်တဲ့ပုံစံမျိုးနဲ့ဘလို့ရမှန်းတောင်မတိတော့ဘဲနဲ့အခုဆိုရင်သူရဲ့အချိုးစီးပွားတွေကိုပြန်ပြတော့ကာဗာလို့ချင်လို့လို့ကိုတိဥကူညီတွေနဲ့ရယူပြီးတော့မှပြင်ဆင်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပြည်သူတရားလုံးအနေနဲ့တော်လိုင်းတဖို့အနေနဲ့ဒါဆူဆူစီစီနဲ့တိုက်ခိုက်လိုက်မယ်ဆိုတော့ကျွန်တော်မိဘပြည်သူတွေမျိုးလင့်ထားတဲ့အတိုင်းပဲတော်လိုင်းရဲ့တရင်ကောင်းကြီးတွေဆိုတာတော့မချခင်မှာတေချာပေါ့ကြာမှာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့အခုဆိုရင်တောင်ပိုင်းတိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ကမ်းတွေတခုပြီးတခုတင်ပြနေတဲ့တမခွန်ရဲ့စစ်စွမ်းရည်နဲ့ပတ်သက်ပြီးတော့မှာကန်ယူပြုတ်ခွင့်ပို့ဖို့သူဖြစ်တဲ့ဘိုလိုစောတနီဘလိုမျိုးတွေပထမလဲဆိုတာကျွန်တော်နားထောင်ကြည့်လိုက်ရအောင်နော်တောက်994 95 DKP ရေမခွဲထွက်ခင်ကတမခွန်မှာတကက်တိုက်ပွဲကြီးကြီးပဲဖြစ်ခဲ့တဲ့နေရာတွေပေါ့ကွာအထူးသဖြင့်မော်ဘူးကိတ်တိုက်ပွဲတွေမေလာတိုက်ပွဲတွေမဲသောတိုက်ပွဲတွေဝမ်ခါတိကော်မူရာတိုက်ပွဲတွေတကက်ကဘာရောတိုက်ပွဲတွေပဲ ရေဒီယိုဖွင့်လိုက်ရင်တော့ BBC VOE ဆိုဒီသတင်းတွေပဲနေရာယူထားတာများတယ်အဲ့ဒါလွန်ခဲ့တဲ့နှစ်30ကဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒီအချိန်မှာတခြားနေရာတွေညင်သက်နေတဲ့ခက်ခလာပေါ့ဒီလိုပွဲတွေရဖို့ဆိုရင်ဒီစစ်အနာရှင်တွေဘက်ကသူတို့အသေးခံပြီးတော့တိုက်ရတဲ့ပွဲတွေဆိုအထူးသဖြင့် Metal War ဆိုနှစ်ကြိမ်တိုင်ပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းရတယ်ဥပမာဒီဝမ်ခါတိကော်မူရာတွေဆိုလာအခောက်ခောက်ခါခါသူတို့တက်ပြတဲ့နှစ်တိုင်းလို့သူတို့ထိုးစစ်ဆင်ပြီးတော့အဲ့ဒီကတကယ်တောက်ကွင်းကြီးလေသိတာလည်းတောက်တောက်လည်းပဲ အယိုးတွေတောင်းလို့ပုံတော့တော့အလောင်းတောင်းလို့ပုံတဲ့နေရာတွေဖြစ်ခဲ့တယ်သူတို့ခက်ခက်ကဲကဲတဲ့ဒီနေရာတွေအသက်ပေါင်းများစွာဟိုပေးဆပြီးတော့တိုက်ရတဲ့ဒီစခန်းတွေကအခုကြတော့လေဟိုကျွန်တော်တို့ပဲပြန်ပြီးတော့အထူးသဖြင့်တတ်မှတ်ခုံပေါ့နော်ပြန်သိမ်းတဲ့အခါမှာကျတော့ပျို့တကယ်တကယ် domino theory လိုပဲအဲတခုပျို့ရတဲ့ဟိုတခါတဲ့ brown နဲ့ဆိုတခါတဲ့ထိုး ဆင်းကုန်တာပဲအဲ့ဒါတွေကတကယ်ထူးခြားတဲ့အရာတွေပဲအခုဆိုရင်တော့စခန်းတိုင်းလိုလိုကတရရနေတလုံးတရရနေနှလုံးအဲ့လိုပဲပြိုကျနေတဲ့ခါကျအခုကျူပြောရမယ်ဆိုရင်တမခုခုနယ်စားနဲ့ဆက်ဆက်နေတဲ့ထိုင်းနယ်စားတကြောပါဆိုရင်တော့စခန်းကြီးမမတော့မရှိတော့ဘူးလို့ပြောလို့ရတယ်အခုမက်သွားလွယ်လို့ပေါ့နော်ကျန်တဲ့ဟာအတွင်းပိုင်းပဲရှိတော့တယ်ဆိုတော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားဟောတမခုရဲ့အနေထားဘယ်လိုရှိလဲဆိုတော့ကောင်းကောင်းမတိပြပေါ့နော်သူသဖြင့်ဟိုဒီဒေတာအခြေအနေကိုနားမလည်တဲ့လူတွေအများအားပဲတမခွန်ကိုဟို ဟိုလိုလိုဒီလိုလိုနဲ့ဟိုရိုးစုံနေတဲ့ဟာတွေကအခုဆိုရင်တော့ရှင်းတော့ပါပြီလို့ဒီဒီလောက်ပါပဲ producer တော်နေရတော့ခုဆိုရင်တမခွင့်ရပေါ့နော်စစ်ဆွေးရည်နဲ့ပတ်သက်ပြီးတော့မှအခုလိုမျိုးကျတော့ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ nested cement တကြောမှာရှိတဲ့ scone စစ်ဖုံးတွေကနေပြီးတော့မှတက်ဆုပ်ပြင်းနေတယ်ဆိုတဲ့အကြောင်းလည်းပြောဆိုထားတာဖြစ်တယ်ကျတော့ဒီ scone စီရဲ့ဒီတက်စကန်ကြီးတစ်ခုသာချန်ရှိတော့တာဖြစ်ပြီးတော့မှ channel ဟာတွေကတော့ကျတော့တမခွန်အနေနဲ့အနိုင်ယူလို့ရတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျတော့ canyon နဲ့ pdf ဖုံးတဖုံးတွေကဆိုတော့အခုဆိုရင်တနေ့ကို တစခါနုံးနဲ့ပေါ့နော်တက်ခတ်တင်ပိုင်ပြနေတာပြီးတော့မှမကြခင်မှာတော့ကျတို့ညိုသိမ့်တဲ့ပွဲတွေဒီပုံပေါ်နိုင်ဖို့ရည်ရွယ်နေတာပဲဖြစ်ပါတယ်ပြီးသူဘက်ကနေပြီးတော့မှလည်းကိုရဲ့အနေနဲ့ပူပေါင်းပုံပေးချဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြီးသူတွေပေါ်မှာအနိုင်ကျင့်ဖို့ကြပြီးတော့မှငွေတောင်းချမ်းနေတဲ့စကောင်စီအုပ်ကြီးချုပ်တင်ဆက်ထားတဲ့သတင်းလေးကျတို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ကျွန်းစုမြို့နယ်ကပြည်သူတော်ဝီအသားပြဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ ကျွန်တော်ကတနင်္လာရီတိုင်းကျုံစုမြို့နယ်ဇေကမိတောင်မှုကြီးရွာကပါကျွန်တော်တို့ရွာမှာရွာအုပ်ချုပ်ရေးမှုကစစ်မှုထမ်းလူသစ်စုဖို့အတွက်ဆိုပြီးရွာသူရွာသားတွေစီကနေမတရားသဖြင့်လာစင်လာတာတဲ့အိမ်ကိုတပေါင်းခွဲတောင်းနေပါတယ်မပေးနိုင်တဲ့အိမ်ကို PDF အားပေးဆိုပြီးရိုက်နှံနေပါတယ်ပြည်သူတွေကတော့တောင်းတာတွေကိုမရရအောင်ရုန်းကန်ရှာဖွေပြီးပေးနေရပေမဲ့သူနဲ့သူ့မိသားစုဝင်တွေကတော့ဖုန်းအကောင်စာဆိုင်ကယ်အကောင်စာကားနဲ့အိမ်အကောင်စာကြီးတွေနဲ့ဖြစ်သွားပါပြီ။ ရွာအုပ်ချုပ်ရေးမှူးဟာမောင်လောရွာကဝင်းကြီးဦးသိန်းလွင်နဲ့ပူးပေါင်းပြီးထင်နိုင်ကျင်းနေတာပါ။ရွာသူရွာသားတွေတကယ်ဒုက္ခရောက်နေလို့ပါ၊ကူညီပေးပါလို့ဆာရီတာပေးပို့လာပါတယ်ရှင်။မိဘပြည်သူတွေအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်မှာအခက်အခဲတွေနဲ့နင်းနာမှုတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်၆ပေါက်ကနေတစ်ဆင့်စာပေးပို့ပြီးဆက်သွယ်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့ဝန်ထမ်းတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဆရာပါနာကျွန်တော်အလုံးကြားထားတဲ့အတိုင်းပဲကျွန်းစုမျိုးနဲ့အုပ်ကြီးအဆုံတော့သူ့ကိုငွေမပေးနိုင်ဘူးဆိုတော့ကျွန်တော်ခြေရနေပြီသူတွေပေါ်မှာရင်းနေပြီတော့မှချင်းချောင်းနေတယ်ဆိုတော့အကြောင်းလဲကျွန်တော်ကြက်တဲ့ဖြစ်ပါတယ်လူမျိုးအောက်တန်းချရုံမှာပြီတော့မှပြီသူတွေကိုအနိုင်ကျင့်နေတဲ့စက်ကောင်စီအုပ်ကြီးတွေနဲ့ဒလန်ပြူစော်ထီတွေကိုကျွန်တော်တော်လိုင်းရဆုတွေနဲ့ပြီတော့မှဖြိုချရှင်းလင်းမှုတွေလှုပ်ဆောင်နေတော့မို့လို့ဒါကိုကျွန်တော်တော်လိုင်းရဆုတွေဘက်ကနေပြီတော့မှဒီလိုမရှိမျိုးတွေထပ်ပြီးတော့မလုပ်နိုင်အောင်မြေပပီစတွေဘက်ကနေပြီးတော့မှအချက်လက်နဲ့တကွကျွန်တော်တို့တော်လိုင်းရဲ့တက်ဆိုင်ရဲ့တဖို့တွေစီမှာအလီမြန်ဆုံးပြဖို့တင်နေဆိုတဲ့အကြောင်း ကျွန်တော်ဒီကနေ့တပည့်တော်မှပြောလို့တယ်ဒါမှမဟုတ်ဘူးဆိုတော့ကျွန်တော်ပြည်သူတွေကဒီလိုစစ်ကောင်စီလက်ပါစီတွေရဲ့ပေါ့နော်ဖိနေနိုင်ခြင်းချင်းကိုဆက်လက်ပြီးတော့ခိုင်းဖို့ရှိနေတာပြီးတော့မှကျွန်တော်တို့တော်လိုင်းရင်မှာဒီလိုမျိုးနောက်ရှစ်မှုတွေပေးနေတဲ့စစ်ကောင်စီနဲ့ပတ်သက်သူမှန်သမီးကိုချိန်မတိုးတင်တော့မယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမဆော်ဝင်းရနေပြီးတော့မှသူတို့ရိုးကိုက်တဲ့ပွဲမှာဒီအောင်မင်းပြီးတော့မှမင်းသားကြီးမူမူခိုင်ဆက်တဲ့၃ယောက်အထက်ကဖျက်တိကပဲသူလဲဆိုတာကိုပေါက်ွက်ပြောဆိုထားတဲ့အားလေကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် နောက်ကျုပ်ကဘယ်တော့မှစပြီးဆဲဘူးလို့မမို့ကန်ဆိုတဲ့အမအောင်မေးကြည့်တော့ခနောက်ကျုပ်စဆဲဘူးလို့လားဟမ်ခမောက်ကျုပ်ကိုအော်တန်းသားတွေခမိန်ကျုံတွေခွက်ခေါက်တွေအလူခံတွေခနားရင်စပြောခဲ့တာလေဆွဲတော့ကျုပ်ကိုခနားရင်စဆွဲတာဟုတ်လားစစ်တယ်တော့ပါဗျာကိုပုံပြီနော်နော်ခမောက်ကဘာမှဖြစ်ပါဘူးချောစကြောက်ကကြီးလောက်ပါပဲခမောက်တိတ်ပြဿနာတော့မရှိဘူးနော်မင်းသားကြီးကကျွန်တော် PDF ဆိုတရားဝင်ဆိုဆဲခဲ့တာ line ပေါ်မှာနော်ကျွန်တော် MND1 PDF ကအကောင်လို့တရားဝင်ပြောခဲ့တာဟုတ်ပြီလားမင်းတောင်းမှန်နော်မင်းမတောင်းမှန်မင်းရှင်းမင်းတို့ live ဖမ်းပါ မင်းတို့ဖမ်းပြီးကောင်ငါအကုန်ကြခံပြီးတော့ငါလိုက်ဖမ်းခိုင်းပါနော်ဟဲ့အောင်ရှင်းလားယောက်ကြားလို့ယောက်ကြားလို့ယောက်ကြားလို့နော်မင်းမရှာလို့မလုံးနဲ့နော်မင်းမရှာလို့မလုံးနဲ့နော်မင်းမလုံးနိုင်တော့မင်းမိုးမခံနဲ့ငါ့ကိုပတ်တိုက်ပြီးတော့မှလောက်ခံနဲ့ဟိုကလည်းချောင်းတောင်တောင်နဲ့နော်ချောင်းချောင်းကကြီးသူ့ဆဲလို့ပါလေဟွန်းပါလေကိုမဲ့ဖတ်ပြီးဆဲရလေမိုးမခံတယောက်တည်းရှိရမှာမဟုတ်လားနော်မိုးမခံတယောက်တည်းရှိရမှာမဟုတ်လေမြန်မာပြည်မှာသူကလာမဲ့တာလေမိုးမခံ ငါမင်းတို့တရားဆွဲတော့မယ်ဆွမ်းနာလို့မှတ်နေလေမင်းတို့ကမမိုးကန်ပဲရပါတယ်မလေးလို့အဲ့ပါတယ်မငါမသိဘူးလို့ပြောတာအဲ့ဒါကျွန်တော်မအားလို့လားမမိုးကန်တယောက်တည်းစီရမှာမဟုတ်လားအဲ့ဒါလည်းကျွန်တော်တရားဆွဲတယ်60ကျောက်ကကြီးနေတယ်ဟောအဲ့တော့အောင်မင်းတို့ရဲ့မြန်မာဟာတော့တရေသမားကလေဟမ်အာမင်းတို့ကဝိုင်းတိုက်တာနိုင်ကြောက်နေပြီနော်ဒီကောင်60ကျောက်ကကြီးပါပြီလား ဲ့တော့အဲ့လိုအဘကကြောင့်ကြီးကိုဆဲနေတဲ့လူတွေမင်းတို့တရားဆွဲလေဆွဲရလားအဘကကြောင့်ကြီးကိုဆဲနေတဲ့လူတွေကိုမင်းတို့တရားဆွဲလေငါအမှတမတော်ကိုချစ်သေးတယ်တမတော်သားတွေအတွက်အသုံးဝင်သေးတယ်တမတော်သားတွေအတွက်အသုံးဝင်မယ်နဲ့တမတော်တော်လန်တော်လန်တိုက်ခိုက်နေတဲ့လူတွေကိုမင်းတို့တရားဆွဲလေဘာလို့မဆွဲရလဲမင်းတို့ဖျက်သေးလားဟဲ့မြန်မာဟတ်တော်အောင်မင်းမင်းဖျက်သေးလားမင်းသားကြီးမင်းဖျက်သေးလားမမောကိုင်နေဖျက်သေးလား ကဲဘောရတော့ခုဆိုရင်ဖဲတီဖော်ထုတ်ခန်းပေါ့နော်စတင်နေတာဖြစ်တယ်ကျွန်တော်အလုံးသိထားတဲ့အချိန်ဒီဘောမှာရုတ်ခဲ့တဲ့ပွဲမှာဆိုတော့အောင်မေဘပါလာတာဖြစ်ပြမဒီသူတို့လေးပွင့်ဆိုင်ဇလန်ဆိုတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆောင်ချက်မှာပဲဖြစ်ပါတယ်ဒီဘောမှာတွေကလည်းပြမကျွန်တော်တို့တော်လိုက်တပ်ဖို့ဝင်တွေကိုအခုဆိုရင်မြောက်ပင်ကော်ထိုးလို့မှုတွေနဲ့တူချင်းချင်းပြည်သူတွေနဲ့ဂျာတဲ့မှာသူခွက်တက်ရှုပ်မှုတွေလည်းလွတ်ဆောင်ထားတာဖြစ်ပြမစကောင်စီအနေနဲ့လေးချောင်းတိုက်ဟမှုတွေလှုပ်တာရဲ့ပေါ့နော်နောက်ကွယ်ကလည်းပြမသူတို့အနေနဲ့ ဒီနေ့ရှာရှာနဲ့ပူပေါင်းပုံမနေတဲ့ဆိုတော့လည်းကျွန်တော်ချက်တည်ရပဲဖြစ်ပါတယ်ဗီတူရီယာတော့ဒီကောင်တွေထဲကဘသူအထောင်ထဲဝင်ဝင်လုံးဝအေးမဆိုင်တာဖြစ်ဖြစ်တော့ဖြစ်နေတယ်ဆိုတော့အားလုံးထောင်ထဲဝင်ဒါမှမဟုတ်ပါနော်ကျွန်တော်တော်လိုင်းရေးဖို့ဒီကနေ့ပြတော့ပြက်ရှင်းကြပါဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်ဆိုတော့ဒီဇဝင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးကပီတူရီဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုချိုက်ပစ်ခဲ့ကြဖို့ကျွန်တော်အားလုံးအတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ကွန်းရောင်းနေပြီးတော့မှအခုရပိုင်းမှာမန္တလေးနဲ့ကျန်တဲ့မန္တလေးတိုင်းဒေသကြီးတဲ့မြို့နယ်တွေမှာ ကိုဆိုလူရဲ့ပြည်တော်မှာဓမြမှုမှုတွေလှုပ်ဆောင်နေတာပေါ့နော်။ဘယူဆော်တီပြည်တော်မှာဒလန်တွေအကြောင်းကိုဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဦးစင်းတို့ဟုတ်လား။အော်ပောက်ကိုတော့ဇိုးရီနဲ့ယင်းကြီးတဲ့ဇိုးရီနဲ့မှတဲ့ဦးစင်းရဲ့ CCTV လေးပို့လိုက်တယ်ကြည့်တယ်ပြောလေ။တပတ်အတွင်းမိလိုက်မယ်ဒကာကြီးတို့အဲ့တပြားမို့။တေချာပြီဒီကောင်နော်နောက်ကွယ်ဝင်ထွက်သွားလာတဲ့နှစ်ပတ်နှစ် CCTV ကိုနှစ်ရက်သုံးရက်သုံးလေးပတ် CCTV ကိုပြန်ကြည့်လို့။တပတ်မကြော်စရာဘူးလို့ဒကာကြီးတို့ကြော်အမခံရတယ်လို့ မိတာပဲအများကြီးပဲဘယ်မှာလဲပတ်ရစားဘယ်မှာလဲပြည်သူစစ်အဲ့တော့ပြည်သူစစ်တွေကစိုးခြင်းစိုးမယ်မိုက်ချင်မိုက်မယ်အဲ့တော့ဒီပြည်သူကိုမယုံမအောင်ပြည်သူစစ်တွေရာဇဝင်မှာတင်ငန်းတိုက်ခဲ့ရလို့လူများစီကမတရားလူယူခဲ့ရလဲမရှိခဲ့ဘူးရှိခဲ့ရင်လည်းဥစဉ်တော့လက်မခံဘူးလက်များမှုဆိုတော့ဝေးရောပြည်သူစစ်တွေတချို့လုတ်တယ်ဟုတ်လားဖြစ်တယ်ဥစဉ်တော့ဟုတ်လားမြေကိစ္စတွေမှာလုတ်တာ possession တွေလုတ်တာတွေအများကြီးရှိပါတယ်နောက်တော့ဥပဒေတိုင်သွားကြပါဦးဥပဒေတိုင်ရေးယူကြပါဦးဥစဉ်ပြောချင်တာကမခေါ်ပြီးမှမစစ်ကြပါနဲ့ ဟုတ်လို့တန်တရားဆိုင်နဲ့ညီလေးမေးချင်တယ်ဟောတရားခံပုံစံမျိုးမလုပ်ကြပါနဲ့လို့မေတ္တာရခိုင်ရပါတယ်နော်ဟုတ်တရားမှုမိတယ်လေးစားပါတယ်စီအကုန်လုံးဒါအတိုင်းဒါနာတွေရောခရိုင်တွေရောဟုတ်လားအစီအရင်တွေရောနော်အကုန်လုံးဒါလေးစားတယ်နော်အကုန်လုံးလေးစားတယ်အကုန်လုံးပူပေါင်းပြီးမှအချိန်တိုလွင့်မှမိအောင်ဖော်နိုင်တယ်ကြောင်းများသွားပဲအလုံးမအမှုဆယ်မှုတီတီပေါ်တယ်ဆယ်မှုတီတီပေါ်တယ်အဲ့တော့ဘာပြောပြောမန္တလေးမြို့ကြီးတော့ဒါကိုပေါ်တော့ဟုတ်လားနောက်ထပ်ခင်ဗျားတို့လူရဲမှုတွေရှိအောင်မယ်ဟုတ်လား လူရဲမှုတွေညာဆိုင်ကြရင်လည်းလူရဲခုခါရှိအောင်မယ်သူပြောချင်တာကတော့ပြည်သူစစ်တီဒါမှမဟုတ်လုံးဝမလုပ်ဘူးပြည်သူစစ်တီအချိန်ကလည်းဆိုချင်ဆိုမယ်မိုက်ချင်မိုက်ခင်မယ်သူတို့လုပ်တဲ့လုပ်ငန်းတွေခင်ဗျားတို့သိပါတယ်သိပါတယ်ခင်ဗျားတို့နော်ပြည်သူစစ်တီအခုလိုတနက်ကိုင်းပြီးရှေ့ထွက်တဲ့ညောင်းလေးကျင်တဲ့တိုက်နေရမှာဦးသိန်းတို့ရဲ့စီယုံမှုကောင်းမှုကြောင့်ဝန်တူဝန်ဥအောင်နိုင်ထေကြီးတို့ရဲ့စီယုံမှုတွေဟုတ်လားနိုင်ငံတော်ချို့တွေစီယုံမှုတွေကောင်းခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုပြောရင်ကြိုက်မှာတော့မဟုတ်ဘူးမကြိုက်ရင်လည်းကျိုးတော်တော့ပြောရမှာပဲ ကဲငါပေါ်တော့အခုဆိုရင်ပေါ့နော်ကျွန်တော်မန္တလေးမှာဖြစ်သွားတဲ့ဓမြမှုတွေနဲ့ပတ်သက်ပြီးတော့မှသူရဲ့ဖြူစော်ထီးတပည့်တွေရာဆန္ဒပါဝင်တဲ့ဆိုတဲ့အကြောင်းကိုပြောင်းရင်းထားတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းသူပြောပုံရဆိုရင်တောင်မှသူက CCTV ကြည့်လိုက်တာနဲ့ပေါ့နော်တစ်ခေါက်ထဲနဲ့ကိုဘယ်သူကတရားခံဖြစ်နေလဲဆိုတာကိုတောင်မှတပတ်တွင်းပြောဆိုနေတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကြားချင်းအဖြစ်ဒီကောင်တော့တေချပေါ့ပေါ့နော်အဲ့ဒီနောက်ွယ်တွေရဲ့လမဲကြီးဆိုတာတော့ကျွန်တော်ပြောလို့ရနေတာဖြစ်တယ်။ငါပေါ့အနေနဲ့ကတော့ဒီဖြူစော်ထီးတွေနဲ့သူခုဆိုမန္တလေးမြို့ပေါ်မှာလဲတောင်းချနေတာဖြစ်ပြမ ။ဒါကိုကျွန်တော်ပြည်သူတွေဘက်ကနေပြောမှလည်းသိရှိထားတာမလို့တော်လိုင်းရာစုတွေကနေပြောမှငပေါ်တော့အုပ်စုတို့လည်းအခုဆိုရင်ဗော်ချာစုဖို့ပြင်ဆင်နေပြီဆိုတဲ့အကြောင်းလဲနောက်ထပ်ကြားကြရပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အဘာသာကိုကြီးဆိုတဲ့ငနယ်ကနေပြောမှဒီပေမျိုးနဲ့အိုထင်းတွင်ချေးရစာတင်ကြောင်းစကောင်ဆဲနေပြောမှပုန်ကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်စပီရမတ်ကြည့်လဲရအောင်နော်။ကိုကြီးကဒီကိစ္စနဲ့ပတ်သက်ထွေထူးမပြောရင်ကွာ။ဘာနဲ့သွားတူနေလဲဆိုတော့ ဒီကိစ္စကတစ်ဖက်နဲ့တစ်ဖက်ပြောနေတာဟိုကောင်မလေးတစ်တော်ဆော့လူပေါ့နော်ကျမမှာကိုဝင်ရှိနေပြီကျမစီးစစ်ပြီးသွားပြီဆိုပြီးပြောတဲ့စကားလိုဖြစ်ဒီဘက်ကဆဆခါကလည်းမပြောလဲအဲ့ဒီဘုံမှာငါတို့ရဲ့ဆဆခါနာမည်ပါလို့လားဆိုပြီးမေးလို့ဖြစ်နေခီထားမနားဟိုကဟိုယုတ်တိရှိလားမရှိလားဆိုတာနည်းနည်းစဉ်းစားလीနွေရာသီကြောင်းပြည့်ရဲ့နွေရာသီကြောင်းပြည့်ရဲ့ဆိုတာဘာသာမဟုတ်လို့တတ်မှတ်ထားတာလေဆိုလို့ရှင်နွေရာသီကအရန် ူပြင်းလောကြီးလို့စာတင်လို့မရလို့ကျောင်းသမင်းတကာပိတ်ထားတာဟိုးရှိခဲ့တယ်ကအခုမှမဟုတ်เนาะအဲ့ဒါကိုဘယ်လိုကျောင်းကပြန်ဖွင့်လိုက်တာဟမ်သူတို့ပြောနေတဲ့ဥစ္စာတွေကစောက်ကြီးတွေကွာမင်းရတယ်အဓိကတော့ကိုကြီးထင်တာကတော့ဒီလိုမျိုးတွဲချလို့ရှင်သူတို့ပတ်ဆက်ဝင်ဝင်ရလမ်းရှိရထင်တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့မင်းတို့ရဲ့ခစ်တဲ့မီဒီယာကြီးကလည်းမင်းတို့ဘက်ကမရက်တည်ဘူးเนาะဘုံကျဲထားတဲ့ ဒေမြန်နဲ့ဘုံကျဲတဲ့အရေးအယောင်တောင်မတွေ့ရဘူးဆိုတဲ့စကားခစ်တက်ကနေထွက်တာ။ဟောမင်းတို့ဘက်ကနေပြီးတော့ဒေါ်လာတွေခစ်တက်ကမရတော့ဘူးလို့ထင်တာပဲ။မင်းတို့ဘက်မပါဘူး။ဒီတစ်ခေါက်တော့စဉ်းစားခေါက်လို့တော့မသိဘူး။အဲ့တော့ကိုယ့်အောင်ညံနဲ့စဉ်းစားပြီးရှင်။နော်။ PPC ပိုက်မှာနော် PPC ပိုက်မှာမင်းတို့ဗာလဲစစ်ကောင်စီတစ်စိတ်ရေးထိုးမှု။ စိတ်လေးကြီးငါအဲ့ဒါကြောင့်ဘာမှမပြောတာနော်ဒါ comment လေးတက်လာလို့ငါဖြေပေးတာဟုတ်ပြီလားအာတဒီကောင်းတော့ခုဆိုရင်ကျော်တော့ပါနော်ဒီအိုထင်းထွင်းကျေးရဆန်တင်ကြောင့်စစ်ကောင်စနေပြီးတော့မှမုံကျဲတာကိုတော်လိုင်းတဖို့မနေရနေပြီးတော့မှလှုပ်ချံဖန်တီးယူထားတယ်ဆိုတဲ့ပုံစံမျိုးတွေအထိပြောဆိုထားတာကိုကျော်တော့တွေ့တာပဲဖြစ်ပါတယ်အရင်တော့ပါနော်ဒီစာတင်ကြောင်းထဲမှာဒီ PVC တွေနဲ့ဒီလက်လုပ်ဘုံးတွေပြီးတော့မှ drop ဘုံးတွေလှုပ်တာကိုဒီကောင်းတွေကနေပြီးတော့မှအဲ့ဒါနဲ့အချောင်းပြပြီးတော့မှ ကျွန်တော် PDF ကနေပြီးတော့မှအခုလိုမျိုးကိုယ်တိုင်ကိုယ်ချက်လုတ်ဆောင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေဒီ water ပြန်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီစစ်ပေါ်မှာ lobby တွေကိုကျွန်တော် NUG ဘက်ကနေပြီးတော့မှတေချာလေး same ပြုစုပြီးတော့မှအရေးတွားမယ်ဆိုပြီးတော့ပြောဆိုထားတာမလို့ဒီကောင်တွေရဲ့ဘွားအဆောင်တော့ကျွန်တော်မချခင်မှာတော့ဘယ်လိုမျိုးပြောင်းလဲတွေရှိလာမလဲဆိုတာတော့ဆောင်းချက်မှာဖြစ်ပြီးတော့မှကျွန်တော်ပြည်သူတွေကတော့စစ်ကောင်စီရဲ့ပေါ့နော်ရုံမအောက်တန်းချမှုတွေနဲ့ပြည်သူတွေပုံမှန်မဲမဲမြင်ရဆိုပြီးတော့တပ်ဖြတ်မှုတွေကိုလည်းခုဆိုတိရှိလာတာမလို့ ဗီဒီယိုလူထုတရားလုံးအနေနဲ့အခုဆိုရင်တော်လိုင်းတဖို့အနေနဲ့သူရှေ့သားမှာပူပေါင်းပြီးတော့မှစစ်ကောင်စီကိုတိုက်ထုတ်တော့မှာပဲဖြစ်ပါတယ်။ဗီဒီယိုတွေကတော်လိုင်းတဖို့အနေနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတဲ့အချိန်မှာကျန်တဲ့တစ္ဆေရာတော်လိုင်းရဲ့အဖွဲ့အစည်းတွေပို့ကိုတွေအနေနဲ့ကိုရရရနီးနဲ့နိုင်ငံတကာအနေနဲ့ပြီးတော့မှကုညီတွေရလို့ရညာဝိုင်းဝန်းစူးစမ်းချက်ပါဆိုလို့ပြောရရင်လည်းကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆောင်သက်ချင်ပါတယ်။စာဆုံးချစ်စုပေးကြတဲ့မြို့ဝပြည်သူများလို့အထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြားမှချင်တဲ့ပြည်စုံပြီးတော့မှဒါရရဲ့အချက်နဲ့နေ့တည်လေးပဲဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်။